ဆွဲဆောင်မှုရှိတဲ့သူမရဲ့အလားတရားကြောင့်တညကိုတိန်းနီယာဝင်ငွေရရှိကြောင်းပြောလာတဲ့နန်ဝဝင်းမြင့်ပရိသတ်များလုံးမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆွဲဆောင်မှုရှိကအမျိုးသားပရိသတ်တွေကြိုက်ကြတဲ့အလားတရားကြောင့်တညကိုတိန်းနီယာဝင်ငွေရှိကြောင်းပြောလာတာကတော့ဒမတ်စကုဆီယာမှာနန်ဝဝင်းမြင့်ဖြစ်ပါတယ်။အစောပိုင်းမှာတော့နန်းဝီမြင့်ဆိုတာက ကလေးတွေကိုလိမ္မာရင်ကြည့်အောင်သင်ကြားပြတာပေးတယ်။ဒမတ်စကုဆီယာမလေးတယောက်ဖြစ်ပါတယ်။ နဝဝင်းမြင့်ကိုလူတွေပိုတိလာတာကတော့ချက်စရာကောင်းတဲ့မျက်နှာလေးနဲ့တူမြမဆန်ဆန်ထမိန်ရင်ပုံအင်ဂျီလေးတွေဝစ်စင်ပြီးတော့ရိုက်ကူးတဲ့ဓာတ်ပုံလေးတွေကြောင့်လို့ဆိုနိုင်ပါတယ်။နဝဝင်းမြင့်ဆိုတာကတော့ကလေးတွေကိုလိမ္မာရင်ကြီးအောင်ဆုံးမတင်ကြပြီးဓမ္မစကူဆရာမလေးလည်းဖြစ်တယ်လို့သူမရဲ့မြမဆန်ဆန်တိမ်တိမ်မွတ်မွတ်နေပုံထိုင်ပုံတွေကြောင့်လူတွေကနဝဝင်းမြင့်ကိုသဘောကျကြပါတယ်။အထူးသဖြင့်တော့ဟိုဘော်ဒီဘော်တွေမကြိုက်ပဲမြမဆန်ဆန်မိန်ကလေးတွေကိုမှသဘောကျပါတယ်ဆိုတော့ကိုကိုရီဦးဦးတွေအတွက်တော့နဝဝင်းမြင့် ြင်းကရွှေရင်အေးစရာဖြစ်ခဲ့ရပါဒါပေမဲ့မြန်မာစန္ဒာကိုမကြိုက်ပါရဲ့ဆိုတဲ့ကိုကိုရီဦးဦးတွေကတော့အခုဆိုရင်ဒါမတ်စကူးဆီယာမာလီနံဝင်မြင့်ရဲ့မယုံနိုင်လောက်အောင်ပြောင်းလဲသွားမှုနဲ့အတူသူမရဲ့အလန်းစားဖက်ရှင်ရှင်အောက်မှာပြောစရာမရှိအောင်စွန့်အပ်ပြီးတော့ငုတ်တုတ်မိခဲ့ရပါတယ်။ တချိန်ကတိမ်မွေးနူးညံ့ပြီးမြန်မာဆန်လုံးမာနေဆိုတဲ့ဆီယမလေးနန်းဝေမြင့်ကအခုဆိုရင်ပြည်သက်တွေကိုလည်းသူမရဲ့ခန္ဓာကိုယ်အလှပရင်းနဲ့ဆွဲဆောင်နေရပါနောက်ဆုံးမှာတော့သူမရဲ့ငရဲခန္ဓာကိုယ်ပုံစံလေးကြောင့်ပဲနန်းဝေမြင့်ကလူပြောများနေရဖြစ်ပါတယ်အထူးသဖြင့်နန်းဝေမြင့်ကအရင်ကဆိုရင်ပုံမှန်ခန္ဓာကိုယ်ဖြစ်ပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဘာအားစေးတွေစားလို့စားမမ်းမသိအောင်ဖြစ်ပြီးသူမရဲ့ခန္ဓာကိုယ်ကလေးပူပေါင်းလို့ဖြစ်လာပါတယ်ဒါအပြင်မထော်မနှမ်းတွေလောက်ပြလာလို့ပြည်သက်တွေဝေဖန်တာခံနေရတယ်လို့ဒါမတ်စကူကြောင့်က ကဆီယာရော်ရီတောင်းနန်းဝင်မြင်ကဓမ္မစကူးကျောင်းနဲ့မသက်ဆိုင်တော်ကျောင်းတကူးတက စာထုတ်ပြန်ခဲ့ရပါတယ်ဒီလိုထုတ်ပြန်ခဲ့ရတာကနန်းဝင်မြင်ဟာအရင်တုန်းကဆိုရင်ဘာတခုမှတချင်းတည်ဆိုနေချိန်မထင်မှတ်မသိတော်တဲ့အပြုအမူတွေကိုလူမြင်အောင်ပြသမိလို့ပဲဖြစ်ပါတယ်နန်းဝင်မြင်ကတော့ဒီလိုမျိုးမတော်တရားတွေပြမိရဲ့ပုံမှာသူမအနေနဲ့ရှက်ရမှာမဟုတ်ဘဲတကူးတကကြီးရဲ့သူတွေကတော့ရှက်ရမှာဖြစ်ကြောင်းတုံ့ပြန်ထားပါသေးတယ် ဒီလိုအခြေအနေတွေကြောင့်မန်နံဝင်မြင့်ကအခုဆိုရင် ရှိုးဝဲတွေဆိုရင်တညာကိုတိန်းနေရရနေပြီဖြစ်ကြောင်းပြောခဲ့ရပါ။နံဝင်မြင့်ကနာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့လည်းပြည်သက်တွေကသူမကိုချစ်ခင်တာကြောင့်တချင်းဆိုဖို့တဲ့ရှိုးဝဲတွေငှားကြတာဖြစ်ပါတယ်။နံဝင်မြင့်ကဒီလိုမျိုးရှိုးဝဲတွေဆိုရင်သူမအနေနဲ့အမှုပညာကြီးကိုဈေးတစ်ခါမှသတ်မှတ်ထားခြင်းမရှိပေမယ့်ပွဲကန်ထရိုက်တာတွေဘက်ကတော့သူမကိုတညာကိုတချင်းဆိုရင်တိန်း30ပေးတယ်လို့ဆိုပါတယ်။ နိုင်ဝင်မြင်ကဒီလိုမျိုးတ냐ကို330နဲ့တချင်းစုံနေတော့မှတမောက်ကိုချစ်ကြတဲ့နေပရိသတ်တွေကစုရောင်ငွေတွေချပြီးတော့ပွဲတစ်ပွဲမှာဆိုရင်300ကျော်လောက်ရခဲ့တယ်လို့သိရပါဗျ။ နန်းဝင်မြင့်ကမြို့မှာတခြင်းဆိုတာတန်နေမှာဆိုတာကငွေပိုးရကြောင်းနေပရိသတ်တွေကသူမတခြင်းဆိုရင်9000တန်တွေ1000တန်တွေစုချကြတာကြောင့်လဲအရန်ကိုပြောစရာကောင်းကြောင်းပြောလာပါတယ်ပရိသတ်တွေကတော့နန်းဝင်မြင့်ဟာမထော်မနှမ်းတွေဝစ်စားပြီးတော့တီဆိုနေရကြောင်းရွာကအမှုသမားတွေကဆုတော်ငွေချတာဖြစ်မယ်လို့ဆိုကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတညကိုသိန်းနေရရနေတဲ့နန်းဝင်မြင့်အပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင် အစောင်းတကြီးချုပ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်